မင်္ဂလာပါဗျဖဖို့ review channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့အင်္ဂါနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ဆက်ရောက်တင်ရှုံးလွှဲစဉ်ပွဲစဉ်တွေကဒါနောက်ဆုံးပိတ်နှစ်ပွဲကိုဒါဒီနေ့ညမှာကစားဖို့ရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒီနေ့ညမှာကစားမဲ့ပွဲစဉ်နှစ်ပွဲလို့ဟုတ်လားကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုမှာကြိုတင်ပြီးတော့တုံ့တက်ပြီးတော့မှာဖြစ်တယ်ပေါ့နော်။ အဲ့တော့ဒါဒီနေ့ပွဲစဉ်တွေကိုကြိုပြီးတော့မသုံးသက်ပေးခင်မှာဆိုလို့ရှိရင်တခြားသောလီပြန်ခွဲတွေကပွဲစဉ်တွေရဲ့အသုံးသချက်တွေတစ်တူဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် Telegram Channel ကို join ကျင်နေဆိုလို့ရှိရင်တော့ဒါ DP အောက်က comment မှာ Telegram Channel link ကို pin comment အနေနဲ့ထားပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါဒီနေ့အတွက်ပထမဆုံးသုံးသက်ပေးခြင်းတဲ့ပွဲစဉ်တစ်ပွဲကကျတော့ဒီနေ့ညတနအိဝဲမှာကစားမဲ့ Real Madrid နဲ့ဒီ Juventus အသင်းတွေရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါ့ကြီးကိုကျွန်တော်ပြန်ချင် Real Madrid ကတကူးသွင်းပြ 140ရမယ်ပြီးတော့ go wow နေနဲ့ဆိုလို့ရှိရင်3ကိုသွင်းရင်190ရမယ်ပေါ့နော်အဲ့တော့ဒါ real ကအုတ်စု h ရဲ့အုတ်စုဘိုဖြစ်ဒါဒီဆင်းကိုရောက်လာခဲ့တာဖြစ်တယ်တစ်ဖက်ကဂျူပင်တက်ကတော့အုတ်စု g ရဲ့အုတ်စုဒုတိယနေရာနဲ့သူတို့ဒီဆင်းကိုရောက်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ real ကိုကျွန်တော်ပြန်ကြည့်အုတ်စုသွင်း သုံးပွဲကစားရရမှာသူတို့နှစ်ပွဲနိုင်တယ်သပွေးတည်ကြတယ်ပြီးတော့ရှုံးပွဲလုံးဝမရှိဆိုတော့မှတ်တမ်းနဲ့ဒီသူတို့နောက်တစ်ဆင့်ကိုရောက်လာနိုင်ရတာဖြစ်တယ်ပေါ့နော်တစ်ဖက်ကဂျူဝင်တက်ကတော့သုံးပွဲကစားတယ်နှစ်ပွဲနိုင်တယ်တပွဲရှုံးခဲ့တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့သူတို့ဒီဂျူဝင်တက်ရဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်သွားကြည့်ရင်လည်းဒါအုပ်စုနောက်ဆုံးပိတ်ပွဲစဉ်မှာမန်စီးတီးလိုမျိုးအသင်းကိုများအမှသူတို့အနေနဲ့၅ဂိုး၂ဂိုးဆိုတဲ့ရှာလန့်နဲ့ရှုံးခဲ့တာဖြစ်တယ်ပေါ့နော် အဲ့တော့ဒါထိတ်တန်းအသေးနေနဲ့တွေ့ဆုံမှုမှာဆိုလို့ရှိရင်ဂျူပန်တက်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့အနေငယ်မေးမေးခွန်းထုတ်စီရတော့ရှိခဲ့တယ်ပေါ့နော်။ဒါပေမဲ့လို့ဒီဂျူပန်တက်ကအုပ်စုတွင်သုံးပွဲကစားခဲ့ရမှာသူတို့ရဲ့တိုက်စစ်ကတော့တင်ကို17ဂိုးတည်းရခဲ့တာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒါတစ်ဖက်ကဒါဆာဗီလိုဆိုဂိုင်းတွင်နေတဲ့ရီယဲအသင်းကိုကျွန်တော်ပြန်ကြည့်ရင်လည်းအုပ်စုတွင်သုံးပွဲကစားခဲ့ရမှာသူတို့ရဲ့ ဒီတိုက်ရှိကတွင်းကိုစုစုမှာ9ခုကြီးရခဲ့တယ်ဘောနော်ပြီးတော့ခန်စစ်ကကျတော့လည်းကလင်းရှိရခဲ့တာတပွဲတော့ပါတယ်ဘောနော်ဒီ7ပွဲနဲ့ပွဲဖြစ်တယ်ဘောနော်အဲ့တော့ဒါရီယဲနဲ့ဂျူပီတာဒီနှစ်သင်းလုံးရဲ့နောက်ဆုံးထိတဲ့တိဆုံးခဲ့တဲ့6ကြိမ်ကိုကျွန်တော်ပြန်ကြည့်ရင်အပြန်လည်တွင်းကိုရှိခဲ့တာ4ကြိမ်ကြီးရှိတယ်ဘောနော်ပြီးတော့ဂျူပီတာရဲ့နောက်ဆုံးကစားခဲ့တဲ့9ပွဲကိုကျွန်တော်ပြန်ကြည့်ရင်5ပွဲကအပြန်လည်တွင်းကိုရှိခဲ့တယ်ပြီးတော့နောက်ဆုံး10ပွဲစတိုင်မှာဆိုလို့ရှိရင်လည်းဂျူပီတာရဲ့တိုက်ရှိက ကိုပေါက်တွေးခဲ့တယ်ဘာလို့ပြီးတော့အဲ့ဒီနောက်ဆုံးရှစ်ပွဲမှာဆိုလို့ရှိရင်လေသူတို့ရဲ့တိုက်စစ်ကတွင်းကိုစုစုပေါင်း90အထိရခဲ့တယ်ဘာလို့တစ်ဖက်ကမက်ဒရီရဲ့မက်ဒရီကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့ရဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့6ပွဲကအပြန်အလှန်တွင်းကိုရှိခဲ့တယ်ဘာလို့ပြီးတော့နောက်ဆုံးကစားခဲ့တဲ့73ပွဲမှာဆိုလို့ရှိရင်လေရီမက်ဒရီကတပွဲကိုအနည်းဆုံးပြန်မြတကူးနဲ့အထက်ကိုတွင်းထားခဲ့တယ်ဟုတ်တယ်ဘာလို့အဲ့တော့နှစ်သင်းလုံးရဲ့တိုက်စစ်တွေကတော့လက်ရှိမှာ ကိုရနိုင်ကြီးအချမ်းတော်တော်လေးကိုများတာကိုတွေ့ရတယ်အဲ့တော့အဲ့တော့ဒီပွဲမှာအပြန်လည်သွင်းဖို့တွေကိုမျှော်လင့်ကြည့်တင်တယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒါဂျူပင်တက်ရဲ့ပြီးခဲ့တဲ့ရာသီကစီးရီးရေးစားဆောင်ရေးတွေကိုကျွန်တော်ပြန်သွားကြည့်တော်တော်လေးကိုအားနေခဲ့တာမှန်ပေမဲ့သူရဲ့တိုက်စစ်ပိုင်းတွေကတော့ပိုပြီးတော့အားကောင်းလာခဲ့တာကိုတွေ့ရတယ်ဗောနော်ပြီးတော့ရီရဲ့အနေနဲ့ကျတော့လေအုပ်စုတင်ပွဲစဉ်တွေမှာသူတို့ခြေစွမ်းသိမ့်မပြနိုင်ရဘူးဆိုပေမဲ့လို့ဒါရလောက်ပိုင်းရတော့ရီရဲ့ကအသိကြီးတည်တင်းဖြစ်ရှိနေစေဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာရီရဲ့တိုက်စစ်မှုဖြစ်တဲ့အမ်ဘာပေပါဝင်ကစားနိုင်ကြရောရှိတယ်ဗောနော် ဒါရာတီဥတုအပြောင်းလဲတွေကြောင့်အပပိအနေနဲ့ဒါရီရဲ့အုပ်စုတွင်၃ဘွဲလုံးလွှဲချော်ခဲ့တယ်ဆိုပေမဲ့လို့ဒီဘွဲမှာတော့သူ့အနေနဲ့ပြန်ပြီးတော့လိုင်းရက်တဲ့ကိုဝင်လာနိုင်ရရှိရဲဒါပေမဲ့လို့ဒါကရန်တော့ပြည့်ဒီတေချာပြီးတော့ပြောနိုင်တယ်ကိုနော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်နှစ်သိန်းလုံးရဲ့တိုက်စစ်တွေက၉ရောင်တွင်နိုင်ခဲ့တယ်ဟုတ်တွေ့ရတယ်အဲ့တော့ဒီဘွဲစဉ်ကဒါ Fever Club Walker ရဲ့၁၆တွင်ရှုံးလို့အစဉ်ဘွဲစဉ်နေတဲ့မှာဆိုလို့ရှိရင်အကောင်းဆုံးဘွဲစဉ်တွေဝယ်ဖြစ်တယ်ကိုနော်အဲ့တော့ဒီဘွဲမှာတော့ဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အပြန်လည်အတွင်းကိုမျောလင်းကြည့်ကျင်တယ်ကိုနော်အဲ့တော့ဒါကိုပေါင်းကြီးရ တုံးကိုတင်ပြားနေစေရမယ့်ကြီးတခုမှာတော့ဒီဘွဲက2-1 3-1 2-2လောက်နဲ့ပြီးလိမ့်မယ်ပွဲတွေလို့ကျွန်တော်ထင်တယ်။အဲ့တော့ဒီနေ့အတွက်ပထမဆုံးပွဲစဉ်အတွက်ရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တော့ဂိုးပေါ်ရွေးချယ်ပြီးနေတာပေါ့။ အဲ့တော့ဟုတ်ပြီတော့နောက်ထပ်ပွဲစဉ်တစ်ပွဲကကြတော့မနေ့ပြန်မနေ့အစောပိုင်းမနေ့9နာရီခွဲမှာကစားမယ်တုံးမွန်နဲ့မွန်တာရီအတင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါင်းကြည့်ကျွန်တော်ပြန်ကြည့်တုံးမွန်ကတကိုးသွင်းပြား၄၀ရမယ်ပြီးတော့၉ပေါင်းအနေနဲ့ဆိုလို့ရှိရင်တုံးကိုးသွင်းပြား60ရမယ်ပေါ့နော်အဲ့တော့ဒါတုံးမွန်ကအုပ်စု F မှာဆိုလို့ရှိရင်တုံးပွဲကစားတယ်၂ပွဲနိုင်တယ်တပွဲတည်ကြတယ်ဒါရမှတ်စုစုပေါင်း9မှတ်နဲ့အုပ်စုဘူနဲ့ဒီအဆင့်ကိုရောက်လာနိုင်ရတာဖြစ်တယ်ပေါ့နော်တစ်ဖက်ကမွန်တာရီအတင်းကကြတော့အုပ်စု E မှာဆိုလို့ရှိရင်သူတို့ ဒီတပွဲနိုင်တယ်နှစ်ပွဲတည်ကြတယ်ရမတ်စုပေါင်း9မတ်နဲ့ဒါအုပ်စုဒုတိယနေရာနဲ့သူတို့ဒီစင်ကိုရောက်လာနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒေါမုံကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒါအုပ်စုအဖွဲ့ဝဲပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ဖလူမီနန်နဲ့ကစားတယ်ဂုံးရှိတည်ကြတယ်ဒါမှမဟုတ်လူဒုတိယပွဲစဉ်အရောက်မှာတော့သူတို့မာမီလိုဒီဆန်တောင်အသင်းနဲ့တွေ့ခဲ့ပြီးတော့လေးကိုသုံးခုနဲ့ပြန်ပြီးတော့နိုင်ဝဲရခဲ့တယ်ပေါ့နော်ပြီးတော့အုပ်စုနောက်ဆုံးပိတ်ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့ဦးဆန်ဝန်တိုင်းတင်းကိုဝမ်စီနဲ့ထပ်နိုင်ခဲ့တယ်အဲ့တော့ဒါအုပ်စုတွင်းမှာဆိုလို့ရှိရင်ဒေါမုံက ရှုံးပွဲလုံးဝမရှိခဲ့ဘဲနဲ့ရမှဆုသူမှာ9မှတ်တိရခဲ့တယ်ပေါ့နော်။ဒါပေမဲ့လို့တောမွန်ရဲ့ကစားခဲ့ပြီးရဲ့3ပွဲမှာ3ပွဲလုံးကိုကျွန်တော်ပြန်ကြည့်ရင်တောမွန်က3ပွဲလုံးကြီးမအောင်ခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်။တစ်ဖက်ကမွန်တာရီအသင်းကိုကျွန်တော်ပြန်ကြည့်ရင်တော့အုပ်စုတင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ River Plate Inter Milan အသင်းနဲ့ကစားတယ်။အဲဒီအဖွင့်ပွဲစဉ်2ပွဲမှာသူတည်ကြခဲ့တယ်။နောက်ဆုံးပွဲစဉ်အကြမ်းမှသာသူ Urawaredi အသင်းကိုအနိုင်ရခဲ့လို့သူတို့အနေနဲ့အုပ်စုတက်လာခဲ့တာဖြစ်တယ်ပေါ့နော်။အဲတော့မွန်တာရီအသင်းရဲ့အုပ်စုအဖွင့်ပွဲစဉ်2ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် နှစ်ပွဲလုံးဝတည်ကြခဲ့ပြီးတော့ပွဲတွင်းချက်လက်တွေကိုကျွန်တော်ပြန်ကြည့်ခဲ့မယ်ဆိုလို့ရှိရင်နှစ်ပွဲပေါင်းမှာဒီ moderate အနေနဲ့900ရာနေကြီးချန့် 8G မှာဆိုလို့ရှိရင်1.21ဝင်ကျင်လာရှိခဲ့တယ်ဘောနောပြောမယ်ဆိုလို့ရှိရင်ဒီအဲ့ကစားခဲ့နှစ်ပွဲလုံးမှာဆိုလို့ရှိရင် moderate အနေနဲ့ပင်ကိုတကူလောက်ထိပဲအမြင့်ဆုံးရခဲ့တော့တွေ့ရတယ်ဘောနောပြီးတော့5ပေါက်ကန်ချက်အနေနဲ့ဆိုလို့ရှိရင်လည်းနှစ်ပွဲပေါင်းမှာ moderate အနေနဲ့ပြိုင်ဘက်ကို5ပေါက်တဲတဲ့ကန်ချက်စုစုပေါင်း3ချိန်သာပြုလုပ်နိုင်ခဲ့တာကိုတွေ့ရတယ်ဘောနောအဲ့တော့ဒီတစ်ဖက်က တော့မုံကတော့ပြောမယ်ဆိုလို့ရှင်ပွဲပွဲကိုသူဘယ်လိုအနိုင်ကစားမလဲဆိုတာကောင်းကောင်းသိတယ်။ဒါပြောမယ်ဆိုလို့ရှင်နောက်ဆုံးကစားခဲ့တဲ့ဦးဆန်ဝန်တိုင်းနဲ့တော့မုံရဲ့ပွဲစဉ်ကိုကျွန်တော်ပြန်သွားကြည့်ရင်ပထမပိုင်းမှာတည်းကတော့မုံကဦးဆန်ဝန်တိုင်းတင်ဝမ်းစီနဲ့နိုင်ထားခဲ့တာဖြစ်တယ်။မဟုတ်လားပြောမယ်ဆိုလို့ရှင်အဲ့ဒီဝမ်းစီနဲ့ပဲတဝဲလုံးတော့မုံအနေနဲ့ထိ ंछ ုပ်ပြီးတော့ကစားသွားခဲ့တယ်။ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှင်ဦးဆန်ဝန်တိုင်းရဲ့တိုက်စစ်အနေနဲ့ဆိုလို့ရှင်လဲတော့မုံရဲ့ခံစစ်ကို ဟိုစုစုပေါင်းအနေနဲ့ဂိုးပေါက်တဲတဲ့ကံချက်၃ချိန်သာပြုလုပ်နိုင်ခဲ့တယ်ဗောနော် ပြီးတော့ဒေါ်မွန်ကစားခဲ့တဲ့ဒီနောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းကလင်းရှိရခဲ့တာစုစုပေါင်း၃ပွဲကြီးရှိတယ်ဗောနော်အဲ့တော့ဒီပွဲမှာလည်းမော်တော်ရေးအနေနဲ့ဒေါ်မွန်ကိုဂိုးရဖို့ဆိုတော့ဂျင်းတီပေါ့ခက်ခဲလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်ပြီးတော့ဒီတစ်ဖက်ကမော်တော်ရေးရဲ့ခံစည်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း ဒါအုပ်စုတွင်သူတုံးပွဲကစားခဲ့ရမှာပေးကိုတကိုးပဲပေးခဲ့ရတယ်။ဒါကပြောမှဆိုလို့ရှိရင် FIFA Club World Cup ရဲ့အုပ်စုတွင်ပွဲစဉ်တွေမှာဆိုလို့ရှိရင် Motori ကခံစစ်အကောင်းဆုံးအသင်းနှစ်သင်းတွေကတည်င်းပါဝင်ဖြစ်ခဲ့တာဖြစ်ခဲ့တာကိုတွေ့ရတယ်ဗောနော။အဲ့တော့ဒီပွဲကနှစ်သင်းလုံးခံစစ်တွေကအားရစရာအကောင်းနေတယ်ဆိုတော့နှစ်သင်းလုံးအနေနဲ့ဒီပွဲမှာကိုးရဖို့ဆိုအချင်းတွေပေါ့ခက်ခဲလာတယ်မျိုးကျွန်တော်ထင်တယ်ဗောနော။အဲ့တော့ဒီပွဲကနှစ်သင်းပေါင်းသွင်းကိုနေမဲ့ပွဲတွေလို့လည်းကျွန်တော်ထင်တယ်။အဲ့တော့ဒါဒီပွဲအတွက်ပထမယူချင်မှုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ ကိုယ့်အောက်ကိုရွေးချယ်ပြခြင်းနဲ့ပေါ့နော်ပြီးတော့ဒါဒုတိယရွေးချယ်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တော့ဒါတုံးမုံကြိုက်တယ်ပေါ့နော်ဒီတစ်ဖက်ကမွန်တော်ရီအနေနဲ့ကကျတော့ခံစီကောင်းတာမှန်တယ်ဒါပေမဲ့လို့သူတို့ရဲ့တိုက်စစ်ကကျွန်တော်ပြန်ကြည့်ရင်အရင်အားရစရာမရှိဘူးပေါ့နော်ပြီးအုပ်စုတွင် Republic နဲ့ကစားခဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်မွန်တော်ရီအနေနဲ့ရှုံးဖို့ရာခိုင်နှုန်းတော်တော်လေးကိုများခဲ့တယ်ဒါပေမဲ့လို့အဲ့ပွဲစဉ်မှာသူတို့ကံကောင်းပြီးတော့ဒါတည်ရီတမတ်ရခဲ့တယ်ပေါ့နော်အဲ့ဒီတည်ရီတမတ်ကြောင့်ပဲမွန်တော်ရီအနေနဲ့နောက်ဆုံး အုပ်စုပိတ်ပွဲစဉ်မှာဒီ Ulaware ဒီအတင်းကိုလေကိုပြန်တဲ့သူတို့အစိတ်တော်ပိုင်းဆိုင်ရာအနိုင်ရခဲ့အနိုင်တွင်းခဲ့ပြီးတော့ဒါသူတို့အုပ်စုနောက်တစ်ဆင့်ကိုရောက်လာခဲ့တာဖြစ်တယ်ဘာလို့အဲ့တော့ Motorway ကအုပ်စုတက်လာတယ်ဆိုပေမဲ့သူတို့အရင်အထင်ကြီးလို့မရတဲ့အနေအထားတစ်ခုမှရှိတယ်ဘာလို့အဲ့တော့ဒီဘွဲမှာတော့ဒါသူတို့အနေနဲ့တော့မထပ်ပြီးတော့ကြော်ဖြတ်နိုင်နေမယ်လို့ကျွန်တော်မထင်ဘူးတော့မအနေနဲ့ကျတော့လေအုပ်စုတွင်း၃ဘွဲကစားခဲ့ရမှာ၃ဘွဲလုံးသူ ရှုံးဝဲမရှိခဲ့ဘူးဆိုပေမဲ့လို့အဲ့ဒီသုံးဘွဲလုံးမှာတုံးမွန်နေနဲ့ကြေးမအောင်ခဲ့ရအောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာလည်းတုံးမွန်နေနဲ့ပြန်ပြီးတော့ကြေးပြည့်အောင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်ကိုရလက်အနေနဲ့ဆိုလို့ရှိရင်တုံးမွန်ဒီဘွဲမှာ2စီးလောက်နဲ့ဒီတစ်ဖက်ကမော်တာရီကိုအနိုင်ပိုင်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲစဉ်အတွက်ဆိုလို့ရှိရင်ကျွန်တော်တော့တုံးမွန်နဲ့ကိုကကိုရွေးချယ်ပေးခြင်းနဲ့ပေါ့